ပဲမင်္ဂလာပါမင်္ဂလာနေ့လက်ကင်းလေးဖြစ်ကြပါစေ breaking news ဖြစ်ပါတယ်ဝမ်းသာစရာသတင်းလေးဖြစ်ပါတယ်ကျေးဇူးပြုပြီးတော့နော်ကွန်မန့်အပေါ်မှာရှိတဲ့အဲကျွန်တော်တို့ like လေးတွေပေးပါကွန်မန့်မှာတခုခုရေးပေးသွားဖို့အမြင်လေးတွေရေးပေးသွားဖို့မေတ္တာရက်ခံပါတယ် breaking news ဖြစ်ပါတယ်လာရှိုးမြို့မှာရှိတဲ့ MND အဖွဲ့ရ အရင်တော့တိုက်ခိုက်ပြီးတဲ့ခါကျတော့စစ်တုံပန်းကြီးရှိရဲ့ဗျာနော်အဲ့ဒီစစ်တုံပန်းစုစုပေါင်းတက်မတော်သား39ဦးနဲ့ရဲတပ်ဖွဲ့ဝင်6ဦးကိုတက်မတော်ထံကိုပြန်လေလွှဲပြောင်းပေးခဲ့ပါပြီဘယ်နည်းကလွှဲပြောင်းလဲဆိုရင်2025ခုနှစ်10လပိုင်း16ရက်နေ့ကဖြစ်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ဟာ MNDA အဖွဲ့တိုက်ခိုက်စဉ်ကဖမ်းဆီးခံရသည့်တပ်မတော်သား39ဦးနှင့်ရဲတပ်ဘဝ6ဦးကို MNDA အဖွဲ့ကယနေ့နနက်အော်တိုဘာ14ရက်နေ့တပ်မတော်တံပြန်လည်လွှဲပြောင်းပေးရကြောင်းသိရပါတယ်တဲ့အဆိုပါတပ်မတော်သား39ဦးနှင့်ရဲတပ်ဘဝ6ဦးမှာဗိုလ်မှူးကျော်စီရခက်လက်ရ2ခုဆက်ကက14ဗိုလ်မှူးမြင့်စော်ဦးထပ်ပခခုံ2ခုံမပခဗိုလ်မှူးအောင်မြင့်သူစတရတိခွဲဆက်ကက1 ya mo a mi taba ya cho ne cho ya ma kha du ya ga mo jo jo ta ta sa ta le ya ma kha du ya ga mo jo e sa ga da sat ti ta je ji si ye အောင်မြင့်ခိုင်တဆရာကိုမြင်းဆောင်တရားတကြက်ကြီးစီဝင်းထုဦးဝါတရတေရမခတကြက်ကြီးမင်းစော်ထွန်း ချက်ပါရ669ရမခတကြက်ကြီးအောင်မင်းခမရ323တမဟ16တကြက်ကြီးတင်ဦးခလရ49စကက14တကြက်ကြီးကြာနေအောင်ခလရ33တကြက်ကြီးဆန်းလင်းခမရ900ခုံတကြက်တင်မောင်အေးခမရ905စကက1တကြက်ကျော်ဝင်းထွန်း ခမာယ၄တခွန်တမဟာ69တက်ကြက်ဘူယုစတယခွဲ14စကကစလေးတက်ကြက်ထုံးအေးတခါယ3ဒုတက်ကြက်ပိုင်ဆိုးဥခမာယ3နှစ်3ယမခဒုတက်ကြက်ဇော်မြင့်စကက17ဒုတက်ကြက်တန်းဝင်းအောင်စာယ9နှစ်ကိုတနှစ်ဒုတကြက်အောင်ဟန်အစာရခွန်တသားမြင့်ကြီး စနခ242တတားခေါင်ထောင်းခလရ68တတားကျော်ဦးဝတရ1ရမခတတားတန့်စောဦးခမရ79စကခ1တတားဇော်နိုင်ဝင်းတထပ2တတားအမ်ပရာဆူခမရ311စကခ78တတားကျော်တက်ခလရ23တတားညီညီလင်းညီညီလင်းမှာစခကတ် စခါတ17တသတင်စီယာထွန်းခလာယပုံတသတိကြောစင်လက်စခါတ17ယမခတသတိမျိုးဝင်ထွန်းစခါတ17မြင်းဆောင်ယမခတသတိဇန်တန်ဝေရန်ဖြိုးစခါတ17ယမခတသတိကောင်းထက်ထွေးစခါတ17ယမခတသတိချစ်ဖူး စကကစတိယမခတသတိတဝေအောင် စကတစတိယမခရဲတကြကြီးထွန်းထွန်းလွန်းထံအမှတ်နှစ်လာရှုရဲတကြကြီးတတ်နိုင် လေချောင်းရဲလာရှုရဲတကြကြီးကြော်စို့ဒုယပယလာရှုရဲတကြကြီးရွှေထံတိန်ဒီရဲရဲတကြကြီးဇော်ဇော်ချိုတိန်ဒီရဲတကြက်ရဲတကြက်ဝင်းအောင်ရင်တိန်လာရှုတကြက်ကြီးဟဲ့ထောင်းခလာရ41 စစ်မှုရန်ဟောင်းဘိုကြီးဇော်လင်ခလာရ68စစ်မှုရန်ဟောင်းတို့ဖြစ်ကြောင်းသိရသည်တဲ့၎င်းတို့သည်တဲ့လာရှုံမျိုးကို MNDA အဖွဲ့တိုက်ခိုက်စဉ်ကဖမ်းဆီးခံရခြင်းဖြစ်ပြီးဖမ်းဆီးခံရခြင်းတစ်နှစ်ကျော်မှပြန်လည်လွတ်မြောက်ခဲ့ကမိသားစုနှင့်စုံစည်းဝင်ရကြောင်းသိရသည်တဲ့ MNDA အဖွဲ့ကလာရှုံမျိုးကိုပြီးခဲ့သည့်2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီးလာရှုံမျိုးကိုအခြေစိုက်အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုလည်းသိမ်းယူနိုင်ခဲ့သည်တဲ့ ထို့နောက်မြန်မာတပ်မတော်ကတန်ရန်မြို့၌အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းကာလာချိုးမြို့ကို2025ခုနှစ်ဧပြီလ21ရက်နေ့၌ပြန်လည်ရရှိခဲ့သည်တဲ့ MNDAA နှင့်အတူ AATN တွေစသည့်လက်နက်ကိုင်အင်အားစုများသည့်20နှစ်ဆက်ကိုစစ်စစ်ရေးကိုခေါ်တွင်သောကာလတွင်ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့အများပြားကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးတပ်မတော်ကတရင်အများပြားနှင့်စစ်သည်အများပြားကိုဆုတ်ရှုတ်ခဲ့ရသည်ယနေ့အချိန်ထိပြန်လည်မလွတ်မြောက်သေးသည့်တပ်မတော်သားများလည်းရှိနေပြီး မိသားစုများကလည်းစောင့်မျှော်လျက်ရှိနေသည်ထက်မှန်၍ကြံရှိနေသောစစ်တုပ်ပန်းများလည်းရဲမြဝင်များအားလည်းအမြဲဆုံးပြန်လွတ်ပေးရနှင့်ဆက်လက်ဖမ်းဆီးထားပါကအကျိုးဆက်မကောင်းနိုင်ဟုတပ်မတော်မှတရင်စကားပေးပို့ထားသည်ဟုသိရှိရပါသည်တဲ့